စီရော်နယ်ဒိုရဲ့အတွင်းကိုစာချုပ်တစ်ခုကိုမက်ဆီချိုးပြနိုင်မလားဒီဒီစပေါ့ကိုကြည့်ရှုနေကြတဲ့ပရိသတ်အားလုံးမင်္ဂလာပါဗျာကျွန်တော်တို့ရဲ့ channel ကနေကြည့်လဲကြိုဆိုလိုက်ပါတယ်စီရော်နယ်ဒိုနဲ့မက်ဆီဆိုတာကဘလုံးသမိုင်းတရားအကောင်းဆုံးဘလုံးသမိုင်းအူဂုတ်တွေအပြည့်အစုံခံရပြီးသူတို့ရယူခဲ့တဲ့တူးချင်းအကောင်းဆုံးစုစုဖလားအောင်မြင်မှုနဲ့သွင်းကိုစံချင်တွေကိုနောက်လူတွေအမိလိုက်နိုင်ဖို့မဖြစ်နိုင်သေးပါဘူး အသက်40အရွယ်ရှိပြီဖြစ်ပေမဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ခြေစွမ်းကထိတ်တန်းအဆင့်မရှိနေသေးဖြစ်သူစီရွန်နိုရိုဟာမကြာသေးခင်ကမှပေါ်တူဂီသင်းနဲ့တူ Nations League Champions ကိုစုကူနိုင်ခဲ့ပါတယ်။စီရွန်နိုရိုဟာ Professional ဘောလုံးသမားဘဝမှာပွဲပေါင်း1281ပွဲကစား938ဂိုးထိသွင်းယူခဲ့ပြီးဘောလုံးသမားတစ်လျှောက်ဘယ်သူမှမစွမ်းဆောင်နိုင်သေးတဲ့သွင်းကိုထထောင်ပြင်မတန်းဆိုက်ထူနိုင်ဖို့မျှော်လင့်ချက်ရှိနေပါပြီ။ မက်ဆီကတော့ပွဲပေါင်း1109ပွဲကစားစုစုပေါင်း866ဂိုးထိသွင်းယူခဲ့ပြီး သူကလည်းအသက်38နှစ်အရွယ်ရောက်နေပြီဖြစ်ပေမဲ့ပြင်ဆက်လက်ဆံတဲ့ခြေစွမ်းပြသနေသေးပါပဲအခုချိန်မှာမက်ဆီဟာအင်တာမိုင်ယာမီအသင်းနဲ့အတူဖီဗာကလပ်ကဘာဘလားပြိုင်ပွဲမှာပါဝင်ဆင်နွှဲနေပြီးစီရော်နယ်ဒိုရဲ့အသွင်းကိုးစံချိန်ကောင်းတစ်ခုကိုချိုးဖြတ်နိုင်ဖို့အခွင့်အရေးရှိနေပါပြီမက်ဆီဟာအေအာလီနဲ့အုပ်စုဖွဲ့ပွဲတော့ကဂိုးမသွင်းနိုင်ပေမဲ့ ပေါ်တိုကိုနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာအသင်းတို့ကဖိုးတန်နိုင်ဖို့ကို free kick ကနေလှလှပပအသွင်းယူပေးခဲ့ပါတယ်။ See Ronaldo ဟာ FIFA ကလပ်ကဘာဘလာပြိုင်ပွဲမှာ Manchester United, Real အသင်းတို့နဲ့အတူ Champions League ချိန်ပြည့်ခဲ့ပြီးစုစုပေါင်း9ဂိုးနဲ့ပြိုင်ပွဲတစ်လျှောက်အသွင်းကိုအများဆုံးကစားသမားအဖြစ်ဆန့်ကျင်တင်ခဲ့ပါတယ်။ See Ronaldo ဟာ FIFA ကလပ်ကဘာဘလာပြိုင်ပွဲမှာ United အသင်းတို့ရဲ့တကူ Real အသင်းတို့ရဲ့6ဂိုးသွင်းယူခဲ့သလို ဘောလူပွဲမှာဟက်ထရစ်သွင်းနိုင်တဲ့တူးတဲသောကစားသမားအဖြစ်ရည်တည်နေပါတယ်။မက်ဆီကတော့ဘာစီလိုနာတက်တဲ့တူဖီဘာကလပ်ကဘာဗလာကို2009 2010 2015ခုနှစ်တွေမှာစုကူးခဲ့ပြီးပြန်ပွဲတစ်ချောင်းဘာစီလိုနာအတွက်၅ကိုအခုအင်တာမိုင်ယာမီအသင်းတို့ကတကူးသွင်းခဲ့ပါတယ်။ခုဆိုရင်မက်ဆီဟာဖီဘာကလပ်ကဘာဘာပြောင်းဝဲတစ်ချောင်းတွင်ကိုအများဆုံးကစားသမားစီးရင်မှာရီယိုနာမည်ကျော်ကစားသမားဟောင်းတွေဖြစ်ကြတဲ့ဘန်ဇီမာ ကာရဘေးတို့နဲ့6ဂိုးချင်းတူညီသွားပြီဖြစ်သလိုစီရော်နယ်ဒိုရဲ့ဆန်ညင်ကိုချိုးပြနိုင်မှုနောက်ထပ်2ဂိုးသာလိုပါတော့တယ်။မက်ဆီရဲ့ကလပ်အသင်းပေါ်ဥရုဂွေးဝိုင်းတိုက်စီမှုကြီးဆွာရက်စ်ကလည်းဖီဘာကလပ်ကဘာလောပြိုင်ပွဲမှာ5ဂိုးသွင်းယူခဲ့တာကြောင့်သူကလည်းစီရော်နယ်ဒိုရဲ့ဆန်ညင်ကိုအမိလိုက်နိုင်မှုမျှော်လင့်ချက်ရှိနေပါပြီ။အင်တာမိုင်ယာမီသင်းဟာဖီဘာကလပ်ကဘာလောပြိုင်ပွဲအုပ်စုတွင်မှာနှစ်ပွဲကစား၄မှတ်နဲ့ဒုတိယနေရာရပ်တည်နေပြီး နောက်ဆုံးပွဲအဖြစ်ဘရာဇီးထိပ်သီးပါမီရက်စ်နဲ့ဆုံတွေ့မှာဖြစ်သလိုရှုံးထွက်ဆက်ချောင်းတင်အစဉ်တရောက်ဖို့အတွက်အမားခံလို့မရသေးပါဘူးအဲဒါကြောင့်ပါမီရက်စ်နဲ့ပွဲမှာမက်ဆီခြေစွမ်းပြပြီးတော့စီရိုနိုရိုရဲ့သွင်းကိုဆန်ကျင်ကိုချိုးဖြတ်နိုင်မလားအင်တာမိုင်ယာမီတင်းကိုရှုံးထွက်ဆက်ချောင်းတင်အစဉ်ရောက်ရှိအောင်ဆွမ်းဆောင်ပေးနိုင်မလားဆိုတာစိတ်ဝင်စားစရာကောင်းနေပါပြီအခုပေါ်ပြခဲ့တာကတော့စီရိုနိုရိုရဲ့သွင်းကိုဆန်ကျင်တစ်ခုကိုမက်ဆီချိုးဖြတ်နိုင်မလားဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် နောက်ထပ်လည်းဒီလိုစိတ်ဝင်စားကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ဖော်ပြသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ